Hello အားလုံးပဲမိသားပါလေး channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးကသကလုံးလေးတစ်လုံးရဲ့အတိတ်ပဲကိုလင်းသဘောပေါက်တော့လေးရှင်းပြမယ်ဖလော့ပေးပါတော့အဲ့ဒီသကလုံးလေးကဘာလေးလဲဆိုလို့ရှိရင် ဘသူကိုမှမရွေးချယ်ခင်ကိုကိုကိုရွေးချယ်ပါဆိုတဲ့စကားလုံးလေးပါအဲ့ဒါကတော့လင်းမနစ်က2024တုန်းကသဘောပေါက်တဲ့စကားလုံးနဲ့အခု2025မှာကိစ္စတော်တော်များများမှာသဘောပေါက်လာတဲ့စကားလုံးလေးကတူတော့မတူပေမဲ့နည်းနည်းလေးပို့ပြီးတော့အာမြင်ထင်တာမြင်တာသဘောပေါက်လာတာရှိရပေါ့နော်ဒါပေမဲ့ဆိုဒီသူကိုမှမရွေးချယ်ခင်ကိုကိုကိုရွေးချယ်ပါဆိုတဲ့စကားကတော့သူကတော့ဒါ self love ကိုညှိုးနေ အဲစကလုံးလေးတစ်လုံးဆိုတာကိုစန်တက်လေးတစ်ခုဆိုတာကိုပို့ပြီးတော့သဘောပေါက်လာရပြီเนาะအဲ့ဒါကိုအာလင်းသဘောပေါက်တဲ့တချို့ကိစ္စတွေတချို့ဥပမာလေးနဲ့ဒါဒီရှင်းပြมาဖြစ်ပါတယ်โอเค အာဒီနေရာမှာပထမဦးမှာအနေနဲ့တငယ်ချင်းနဲ့ပတ်သက်တာမှာရှင်းပြမယ်။အာလင်းတို့တစ်ခါတည်းတချို့တငယ်ချင်းတွေကိုပေါင်းတဲ့ချိန်တွေမှာအာလင်းတို့တော်တော်များများက self love တွေမတင်လာခဲ့တဲ့အခါကျတော့ people pleasure တွေဖြစ်တတ်တယ်။အဲ့တော့ဒါပါတော့တငယ်ကိုတငယ်ချင်းနဲ့ကိုနဲ့မုတ်သွားစားတယ်။မုတ်သွားစားတဲ့အချိန်မှာကိုကပင်လယ်စာနဲ့ဒမ်တဲကိုကိုတငယ်ချင်းကပင်လယ်စာအရင်ကြိုက်တယ်ဆိုပါစို့။အဲ့မှာအာမုတ်မာတဲ့အချိန်မှာအာသူကသူပင်လယ်စာကြိုက်လို့ သူပင်လယ်စာတပွဲတသက်မှမယ်ကိုကကိုပင်လယ်စာနဲ့မတဲဘူးကိုနဲ့အစဉ်ပြေအစားအသောက်တစ်ခုမှမယ်ဆိုပြီးတော့ negotiate လုပ်လို့ရတယ်အဲ့ဒီအစားကိုတငယ်ချင်းကအဲနေပင်လယ်စာမှမစားလို့ရှင်ရငါ့ကိုမချစ်တာငါ့ကိုမခင်တာငါ့ကိုတငယ်ချင်းမတတ်မှတ်တာဆိုပြီးတော့ force baby ပြောရဲဆိုလို့ရှင်ရအဲ့ဒီတငယ်ချင်းကိုကိုကပေါင်ထားပြီးတော့ငါနဲ့မတဲလို့မစားတာဆိုရဲအကြောင်းကိုတတိစချာလေးပြပြလို့ရတယ် အဲ့လိုတိတိကျကျလေးပြောပြီးတော့ boundary ထားပြီးတော့ပြောနေတာတောင်မှသူကအဲ့လိုမျိုးသူ့ကိုမချစ်လို့မခင်လို့ဆိုပြီးတော့ post ပေးလာပြီးဆိုလို့ရှိရင်တော့ကို့အနေနဲ့ဒီတငယ်ချင်းကိုစပ်ပေါင်းတဲ့မပေါင်းတဲ့စဉ်းစားရတော့မှဖြစ်ပါတယ်။ဘာဖြစ်လဲ?ကို့ကို handful ဖြစ်လောက်တဲ့အရာတစ်ခုကို तू က post ပေးနေရဆိုတော့ तू ဒီကိုယ့်ရဲ့တငယ်ချင်းကောင်းတယောက်မဟုတ်နေတော့ပါဘူး။ တငယ်ချင်းမျိုးဆိုလို့ရှိရင်အရင်းကြံပေးလိုက်ကြတာဆော့စီတန်းခတ်လိုက်တာပိုကောင်းပါတယ်။ဘာဖြစ်လဲဆိုတော့ကိုပင်လေးစားစားမစားခင်မှာကိုပင်လေးစားမစားရင်စားမခင်ဘူးဆိုမှတော့စဉ်းစားကြည့်ပေါ့ကိုဒုက္ခရအောင်လုပ်ချင်တဲ့တငယ်ချင်းကစစ်မှန်တဲ့တငယ်ချင်းမဟုတ်ဘူး။အဲ့တော့စစ်မှန်တဲ့တငယ်ချင်းနဲ့အနားမှာဝင်လာခြင်းမစစ်မှန်တဲ့တငယ်ချင်းတွေဆော့စီတန်းခွဲနိုင်တာတော့ပိုကောင်းပါတယ်။ဒါပေမဲ့ဆိုရင်တို့အိမ်ခန်းထဲမှာပစ္စည်းတွေတအားပြည့်နေရဆိုလို့ရှိရင်အဝိရှော်ဆက်အစ်စ်တွေအာ TV အစ်စ်တွေထားဖို့နေရာမရှိရမျိုးအတွက်ဖြစ်နိုင်ပါတယ်။ အဲ့တော့အာကိုယ့်အတွက်အရန်ကောင်း comfortable ဖြစ်တဲ့ပစ္စည်းတွေကိုထားခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့အခန်းထဲမှာမလို့ authority ပစ္စည်းတွေကိုစွန့်ထုတ်လိုက်မှာပဲအာတချို့ကောင်းမွန်တဲ့ပစ္စည်းတွေကိုကိုယ့်ခန်းထဲမှာထည့်လာနိုင်မှာဖြစ်တယ်အဲ့တော့အဲ့ဒါကြောင့်ကိုကိုကိုရွေးချယ်အနေနဲ့အဲ့တငယ်ချင်းတွေကိုစောစီးတန်းခွဲလိုက်ပြီးတော့လောလောဆယ်တငယ်ချင်းမရှိတဲ့ချိန်မှာလည်းတငယ်ချင်းတွေရှာနေကြမှမပါဘူးကိုရဲ့တုတ်တက်ရာတုတ်တက်ချောင်းတွေကိုလှုပ်လိုက်ပြီးတော့အာကိုနဲ့ကိုက်ညီရဲ့တငယ်ချင်းကကိုစီရောက်လာမှာပဲဖြစ်ပါတယ် ဒါပေမဲ့ဆိုကိုယ့်ကိုနားလည်နိုင်ရဲ့ကိုယ့်ကို support ပေးနိုင်ရဲ့ကိုယ့်ရဲ့ပင်လယ်စာမကြိုက်တာကို အရှိကိုအရှိတိုင်းလက်ခံနိုင်တဲ့တငယ်ချင်းအားကိုယ်စီရောက်လာမှာဖြစ်ပါတယ်။နောက်တစ်ခုကအရန်စွန်တတ်မမကြီးတွေ့ပေါ့နော်။အာကိုယ့်သဘောကြားရင်းလူကနှစ်ယောက်ရှိရဆိုပါစို့အဲ့ဒီအချိန်မှာတစ်ယောက်ကချမ်းသာတစ်ယောက်ကရည်ချင်းရှိတယ်။ဒါပေမဲ့နှစ်ယောက်လုံးမှာက အဲ emotional support ကိုပေးနိုင်တာမျိုးမရှိ for example emotional support ဆိုတာကကိုယ်အနေနဲ့ကိုယ်စိတ်ညစ်နေလို့ရှိရင်ကိုယ်စိတ်ညစ်ရတဲ့အကြောင်းရင်းကို judgment မလုပ်ဘဲနားထောင်နိုင်စွမ်းပါအာဒါပေမဲ့လူတကာများများကတော့သူတို့ရှင်သန်လိုက်ပုံဝင်ခြင်းအရာတော့ judgment လုပ်တတ်တယ်အဲ့တော့ judgment မလုပ်ဘဲနဲ့အာကိုယ့်ကိုဘယ်လောက်ထိကိုမှားသွားရင်တော့ကိုယ်ဘယ်လောက်ကိုယ်ဘယ်လောက်ထိ support ပေးနိုင်မှာဆိုပြီးတော့ဒါအော် emotional support ပေးနိုင်နေဆိုရင်ဒါမဟုတ်ခဲ့လို့ရှိရင် तू မဖြေရှင်းနိုင်သေးတဲ့အောင်တော့မကိုပျော်မဲ့အရာလေးတွေကဘာဖြစ်မလဲ तू မလုပ်ပေးနိုင်ဆိုရင် အာဒါမို့ကိုတယောက်တည်းနေစင်းတဲ့ဆန္ဒရှိရဆိုလို့ရှိရင်လည်းတယောက်တည်းနေဖို့အာ speed ပေးနိုင်ဇွမ်းပေါ့နော်အဲ့လိုမျိုး emotional support ပေါ့နော် emotional support ကတော့မျိုးစုံရှိရတဲ့အတွက်နဲ့တော့ဒါတစ်ချက်တစ်ခုကိုလေ့လာကြည့်ပေါ့နော်အဲ့လို emotional support ပေးနိုင်ဇွမ်းကနှစ်ယောက်လုံးမှရှိမနေဘူးဆိုလို့ရှိရင်တော့အဲဒီလူနှစ်ယောက်ကိုကိုကငါ့ပဲအငြင်းမှန်းနေရလားလို့တွေးပြီးတော့ ဈေးလျှော့ပြီးတော့အာရွေးချယ်စရာမလိုပါဘူးဆိုကို့အနေနဲ့သူတို့နှစ်ယောက်ကကို့ကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်တော့ကို့နဲ့ align ဖြစ်တဲ့လူတစ်ယောက်ဖြစ်အောင်အာကိုလိုချင်တဲ့ချက်နဲ့ใกล้ညီအောင်သူ့အနေနဲ့အာစူးစမ်းမှာပဲဖြစ်ပါတယ်သူတို့မှာ masculine energy ရှိရပဲ masculine တွေကသူတို့လူချင်းရအောင်လုပ်နိုင်တဲ့အစွမ်းရှိပါတယ်ဟိုလင်းတို့လေ healer ရောလုပ်လို့ရတယ်, saver ရောလုပ်လို့မရဘူး။ဘာဖြစ်လဲဆိုတော့သူတို့လေ trauma နဲ့မလို့ အာဒီငါ့ကို emotional support မပေးနိုင်တာပါချစ်တာကိုမထုတ်ထုတ်မပြတတ်တာပါလို့ဖြေတွေးစရာမလိုပါဘူးတကယ်ချစ်တဲ့သူက तू ထုတ်မပြတတ်လို့ရှင် तू ထုတ်မပြတတ်တဲ့ဒဏ်ရာကိုသူ့ကို तू ကုစားပြီးတော့မှဒါကိုယ့်စီကိုလာမှာပဲဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကိုဒီငကိုရဲကထုတ်ပြရတဲ့ချစ်ချင်းနဲ့လဲထိုက်တန်တယ် emotional support ပေးရတယ်လဲထိုက်တန်ပါတယ်ဆိုရင်ကတည်းကအာဘာမှမတောင်းဆိုရင်မိကလေးကအရာအလုံးနဲ့ထိုက်တန်မိသားဖြစ်တဲ့အတွက်နဲ့ အာအဲ့လောက်ထိဟိုနှိမ့်ချပြလိုက်စရာမလိုပါဘူးအဲ့တော့သူတို့ညအလိုက်မဖြစ်ခင်အချိန်မှာလဲကိုကလိုအပ်မှုကြောင့်တခြားလူတွေကိုလည်း chase လုပ်နေစရာမလိုဘူးအဲ့ချိန်မှာကိုရဲ့တိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့ကိုကနာပါတဲ့အရာရုံလုံးတွေကကိုသူတို့စီကလိုချင်တဲ့ emotional support မျိုးစားကိုကိုကိုပေးရမျိုးလေးလုပ်တတ်ပါတယ်ဘယ်လိုမျိုးလေးလဲဆိုလို့ရှိရင်ဒါပါတော့ကိုစိတ်ညစ်နေတဲ့အချိန်မှာကို emotion ကို judgment မလုပ်ဘဲနားထောင်ပြီးပြီးတော့လှစတဲ့နားလှစတာ ပြင်လို့ရတဲ့ဟာမျိုးပြင်တာမျိုးလည်းလုပ်လို့ရတယ်။အာပြီးလို့ရှိရင်ကိုငိုခြင်းတဲ့ချိန်ကျရင်လည်းကိုငိုလို့ရမယ့် space လေးတစ်ခုကိုကိုပေးလိုက်ပြီးတော့ငိုတာ။အာပြီးလို့ရှိရင်ကိုပျော်မယ့်အရာတွေကိုလှုပ်ဆောင်တာ။ပြောမယ်ဆိုလို့ရှိရင်ကိုစိတ်ညစ်နေလို့ရှိရင်ကိုပျော်မယ့်အရာလေးကပါလေအဲ့ဒါလေးကိုကိုလှုပ်ဆောင်တာ။ဒါရီအားလုံးကသူများစီကရကြတဲ့အရာကို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  tree လှုပ်လိုက်တဲ့ခါကျတော့ တဖတ်သူတွေလည်းကိုကသင်ပေးတယ်လို့လည်းဖြစ်သွားပါတယ်။ဘာဖြစ်လို့ဆိုကိုကိုကိုတိုင်းကိုကိုကိုပေးနိုင်တယ်။ကိုကိုတိုင်းကဓာရီနဲ့ထိုက်တန်တယ်ဆိုတာကိုသူတို့ကိုသင်ပြလိုက်ခြင်းကအာသူတို့ကလည်းဒီမိကလေးကဒီလိုမျိုး emotional support နဲ့ထိုက်တန်တယ်ဆိုတာကိုသိသွားတဲ့အခါကျရင်သူတို့ကိုတိုင်းလည်း emotional support ပေးလာနိုင်ဖို့သူတို့ကိုသူတို့စူးစမ်းလာပါလိမ့်မယ်။အဲ့တော့အာသူတို့ကိုတိုင်းမစူးစမ်းနိုင်ဘူးဆိုလို့ရှိရင်လည်းကိုကို self appreciation တန်နိုင်တာပဲဒီအဲ့တော့ကိုရဲ့ true soulmate ကကိုပဲဟောင်းအဲ့တော့ အလောက်ထိနှိမ့်ချပေးနေစရာတော့မလိုပါဘူးဒီလိုကိစ္စတွေမှာလည်းဘယ်သူကမှမရွေးချယ်ခင်ကိုကိုကိုရွေးချယ်လိုက်တာတော့အကောင်းဆုံးပါပဲကိုကိုရွေးချယ်ရဲဆိုတာကဘယ်သူကမှမထိခိုက်ပဲနဲ့ကိုယ့်ရဲ့အေးချမ်းမှုအတွက်ကိုကိုကိုရွေးချယ်ခြင်းပဲဖြစ်ပါတယ်ဆိုနောက်တစ်ခုကဒီခေတ်ဒီမှာဖြစ်တတ်တဲ့အရာပေါ့เนาะအာ dating culture တွေအာ sexual case တွေ FWBA when i stand ရအများကြီးခင်စားနေခဲ့ဆိုတော့အာဒီလိုနေရာမှာတခါတလေကြာရင်ကိုကကြတော့ကိုရဲ့ကိုကို commitment ပေးရတဲ့လူငယ်မှာကိုက sexual ဖြစ်နေတာရှိတယ်ဒါပေမဲ့အာတချို့ကပေါ့နော်ကိုကသဘောကျနေုံသက်သက်နဲ့ကိုကို sexual ပတ်သက်ခြင်းတဲ့လူတွေရှိတတ်ပါတယ်အဲ့ကျင်ကြရင်ကိုရဲ့ စိတ်ထဲမှာ intention ထားတာကငါလည်း commitment ပေးရဲ၊သူကလည်း commitment ပေးရဲဆိုရဲ commitment အခြေအနေမှာမကိုက sexual ဆက်ဆံနေလို့ဆန္ဒရှိရဲဆိုလို့ရှိရင်ကိုသဘောကျတဲ့သူကကို commitment တော့မပေးဘူး၊သူက sexual ပဲလုပ်ချင်တယ်ဆိုလို့ရှိရင်တော့အာကို့အနေနဲ့သူ့ကိုဆုံးရှုံးရမှာကြောက်လို့ငါ sexual ပြီးလိုက်မှာအဲသူ့အနေနဲ့ငါ့ကိုချစ်လာမှာဆိုရဲစိတ်ကြီးနေတော့ chase လုပ်ပြီးတော့အာ sexual ပြီးရမျိုးတွေတော့မလုပ်လိုက်ပါနဲ့။အာဘာဖြစ်လဲဆိုလို့ရှိရင် ကိုယ့်ရဲ့ chase လုပ်ပြီးဆိုရတာဒီအာ runner chaser ဆိုတာရှိမှာပေါ့ကို chase လုပ်ရင်တစ်ဖက်ကတော့ပြီးမှာပဲအဲ့တော့ကို့အနေနဲ့ကတစ်ဖက်လူသိချာလေးပြောပြပါကို့ကိုလည်း commitment ပေးရယ်ကိုကလည်း commitment ပေးရယ် relationship နဲ့မှာကို့အနေနဲ့ဆက်ရွှေပတ်သက်ချင်ပါတယ်ဆိုရဲ case ကိုတိတိချာလေးပြောပြလို့ရရရှင်တစ်ဖက်လူအနေနဲ့လည်းအာကိုကိုတမိုးထားရယ်လီစားရယ်ဆိုလို့ရှိရင်တော့သူကိုသူကိုကောင်းမွန်ပေးလာနိုင်တဲ့နေထားသူကိုသူစူးစမ်းလိုက်မယ်စူးစမ်းပြီးတော့မှကိုကို ဆက်ရပတ်သက်ပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးနင်ငါ့ကိုမချစ်ဘူးနင်နဲ့ငါမပတ်သက်တော့ဘူးစကားမပြောတော့ဘူးဆိုပြီးတော့ force ပေးရဆိုလို့ရှိရင်လည်းအာ love လို့လိုက်ပါဘာဖြစ်လို့လဲဆိုလို့ရှိရင်အာသူကသူ့ရဲ့ ego သူ့အတအတွက်ကိုကိုအတုံးချခြင်းညာလीเนาะအာကဲကိုပေးလိုက်လို့ရှိရင်လည်းသူချစ်လာမှာတော့မဟုတ်ဘူးသိကြတယ်သူက sexual only လောက်ပဲစဉ်းစားထားတာဆိုတော့ ကိုကိုကိုဒုတိယနေရာမပေးဘဲနဲ့ကိုကိုကို selfly ထားလိုက်တာပိုကောင်းပါလိမ့်မယ်။အဲတခါတစ်စီကြရင်တော့ right person round time ဆိုတာလည်းရှိတတ်တယ်။သူတို့အနေနဲ့မရင်ကျက်တဲ့အချိန် right person တော့ right person ပဲဒါပေမဲ့ round time ပေါ့နော်။အဲသူ့အနေနဲ့ကအာမရင်ကျက်တဲ့အချိန်မှာကိုနဲ့တွေ့ပြီးတော့အဲဒါမျိုးတောင်းဆိုတာဒီပဲဖြစ်တတ်တယ်။အဲ့ဒီအချိန်မှာကိုက boundary တားပြီးတော့ပြောလိုက်တာကပိုကောင်းပါတယ်။အာ အဲ့လို boundary တိုင်းမပြောလိုက်လို့ရှိရင်မလိုလားတဲ့ပြဿနာတွေဖြစ်လာမယ်မလိုလားတဲ့နာကျင်မှုတွေဖြစ်လာမယ်အာအဲ့ခါကျတော့အာကိုက boundary တိုင်းပြောလိုက်ပြောလိုက်တဲ့ခါမှာသူ့အနေနဲ့အာကိုနဲ့တော့နည်းနည်းတော့ distance တော့ခဏတော့ဖြစ်သွားမယ်ဘာလို့ဆိုသူ့အနေနဲ့ဒီစကားကိုသူစဉ်းစားမယ်သုံးသပ်လိုက်မယ်အာသူ့ကိုသူရင့်ကျက်သွားတဲ့အချိန်မှာတော့အာကို commitment ပေးလာနိုင်တဲ့အချိန်ချင်းရောက်လို့ရှိရင်တော့ကိုကိုတန်ဖိုးရှိရှိလေးပတ်သက်ပါလိမ့်မယ် so အာ uh, right person wrong time လို့ပြောလို့ပေါ့เนาะသူမရင်ချက်သေးလို့ဆိုပြီးတော့ကိုကိုကိုနှစ်နာခံပြီးတော့အာဒီသူ့ကိုနာကျင်မှုကနေစောင့်နေတာမျိုးလည်းသုံးဆရာမလို့ပါဘူးပြောချက်နာကကိုကတော့ဒီ life time မှာဒီလူတယောက်တည်းကိုမလက်ထမ်းမယ်လို့ရည်ရွယ်ထားရမျိုးပဲရှိနိုင်တယ်အဲတော့လည်းပြောဘယ်သူကမှမယူဘူးပေါ့ဒါလည်းဟိုသူ့ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြောင့်ဆုံးဖြတ်တာမျိုးမဟုတ်ပဲနဲ့ကို့အနေနဲ့သူမဟုတ်ရင်တော့အဲဇန်တဲ့လူကိုလည်းကိုယူခြင်းစိတ်မရှိဘူးဆိုရက်ဇန်နာကလည်းဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ဟိုကြောက်စိတ်ကနေဆုံးဖြတ်တာမဟုတ်ဘဲနဲ့သူကိုယ်ကိုမရွေးချယ်လဲကိုယ့်ကိုယ်ကိုဆောက်ရှိရှိတယောက်တည်းရှင်းသွားနိုင်နေဆိုရဲစိတ်ကနေပြီးတော့ဆုံးဖြတ်တာမျိုးဆိုရင်တော့ပိုကောင်းပါတယ်။အဲ့ဒီသူ့ကိုမရရင်တော့ငါတတ်သိလိုက်မယ်ဆိုရဲစိတ်ကနေဆုံးဖြတ်ရင်တော့ဒါကတော့ကြောက်စိတ်ကနေဆုံးဖြတ်တာဖြစ်တဲ့အတွက်နဲ့အဲဒီ energy ကတော့မကောင်းဘောเนาะအဲ့တော့ဟိုသူ့ကိုချစ်တယ်ဆိုတာကိုကိုကိုမဆုံးရှုံးပဲနဲ့ချစ်တာတော့အကောင်းဆုံးပဲ right person တော့ right person ပဲကိုစိတ်ထဲမှာသိတယ်ဒါပေမဲ့သူ brown time ဖြစ်နေတဲ့အချိန်မှာကိုကအနစ်နာခံပြီးတော့ အဲသူ့ကိုအဲသူရင်ချက်လာတဲ့အထိ သူဘာလို့လို့အဲတီးခံပြီးတော့စောင့်တာမျိုးထပ်စားလို့ရှိရင်သူရင်ချက်လာတဲ့အချိန်မရောက်တဲ့အချိန်မှာကိုယ့်ကိုထိပါလာတဲ့အရာမျိုးဆိုရင်တော့ကိုက boundary ထားပြီးတော့ပြောလိုက်တာအဲပြီးတော့ကိုယ့်ရဲ့အော်ဒီတိုးတက်ရာတိုးတက်ကြောင်းအတွက်လုံနေရမျိုးကတော့အကောင်းဆုံးပါပဲပြောမယ်ဆိုရင်ကိုပြောမယ့်အရာလေးတွေ အခုပြောမဲ့လုံကလေးတွေလုံနေတာအကိုတက်တိုတက်ရသူသက်ကြောင့်နေလည်လာနေရနဲ့ကိုယ့်ရဲ့အချိန်တွေတတ်မှုရှိရှိကုံဆုံးသွားပြီးတော့ကိုယ့်ရဲ့ရင်ကျက်လာတဲ့ကိုယ့်ရဲ့ပိုကောင်းတဲ့ version တစ်ခုနဲ့အဲတော့နေရင်လည်းသူဒီလည်းကိုယ့်ကို commitment ပေးနိုင်တဲ့အချိန်တခုကိုရောက်လာတဲ့အချိန်မှာတော့ကိုနဲ့သူနဲ့ဒီလုံးဝ perfect ဖြစ်တဲ့အချိန်မျိုးရောက်သွားတဲ့အခါကျရင်တော့ right person right time ဆိုတာလေးကတော့ဖြစ်လာပါလိမ့်မယ်။အဲ့တော့ အဲတဖက်လူအချင်းတော့နာကျင်မှုကနေစောင့်နေပဲနဲ့ကိုကိုကိုချစ်ပြီးတော့ကိုကိုကိုတိုးတက်ရတိုးတက်ကြောင်းလေးကိုလုံနေရင်နဲ့အဲဆက်ပြီးတော့ရှင်သန်သွားတော့အကောင်းဆုံးပေါ့နော်အကဲရဲ့အဲဒီ lifetime မှာဆုံးဖြစ်ခဲ့ရင်တော့ကောင်းတာပေါ့နော်မဆုံးဖြစ်ခဲ့ဘူးဆိုရင်အမကိုဒီကိုရဲ့ပိုကောင်းတဲ့ version နဲ့ကိုရှင်သန်သွားတယ်အဲပြီးလို့ရှိရင်ကိုအနေနဲ့လူတွေကိုအတိုးပြနိုင်သွားတယ်ကိုနေနဲ့ကိုပျော်တဲ့အရာလေးတွေကိုကိုလုံနိုင်သွားရဲဆိုလို့ရှိရင်ကိုနေနဲ့ဒီ lifetime မှာနေခဲ့ရတဲ့ချိန်တိုင်းကတော့ အာကိုအတွက်ပျော်ဖို့ကောင်းနေခဲ့မှာပါပဲ။လင်းတို့ကပျော်ရွှင်မှုလိုက်ရှာနေမှာမဟုတ်ပါဘူး။ပျော်ရွှင်မှုတွေအကုန်လုံးကလင်းတို့ဇာတ်ထဲမှာပဲရှိရဲ။အာလင်းရဲ့ပျော်ရွှင်မှုဆိုလည်းလင်းစီမှာပဲရှိရဲ။အဲပျော်ရွှင်မှုကဒီချိန်မှာပဲရှိနေရမှာဖြစ်ပါတယ်။ကိုကြိုက်တဲ့အရာတွေလှူဆောင်နေခြင်းကကိုရဲ့ပျော်ရွှင်ခြင်းလည်းဖြစ်တယ်လို့ကိုကိုကိုရွေးချယ်နေခြင်းလည်းဖြစ်ပါတယ်။အာကိုရဲ့ပျော်ရွှင်မှုဆိုတဲ့နေရာမှာသူများအောင်မထိခိုက်ပဲကိုဟာကိုလုံးပြီးတော့ကိုကိုဖြော်နေတဲ့အရာမျိုးကိုလည်းဆိုလိုချင်တာပဲဖြစ်ပါတယ်။ အဲ့တော့တလောက်ဆိုလို့ရှိရင်အာဘလူးချီနေမှာအာဘသူကမှမရွေးချယ်ခင်ကိုကိုကိုရွေးချယ်ပါဆိုရဲစကားလုံးလေးယူဥပမာနဲ့နားလေသွားလောက်ပြီးလို့ထင်ပါတယ်ဒါလင်းနားလေသလောက်ပြီးလင်းအရရှင်းပြတာမျိုးလေးဖြစ်ပါအဲဒါသူကိစ္စတွေမှာလည်းအများကြီးရှိသေးတယ်။ဒါတည်းမိဘနဲ့တာသမီနဲ့ဂျားတွေမှာလည်းရှိသေးတယ်။ အာ for example မိဘကဒီအင်ဂျီကြိုက်တယ်မြန်မာဆန်ဆန်အင်ဂျီဝစီခြင်းတယ်ဒါပေမဲ့ကိုယ်အနေနဲ့ကမြန်မာဆန်ဆန်အင်ဂျီမကြိုက်ဘူးအာ freely ဝလို့ရတဲ့နေရာရှိရဆိုလို့ရှိရင်လည်းကိုယ်ဆန္ဒအတိုင်းလှုပ်ဆောင်လိုက်ပါမိဘနဲ့ဆန္ဒနဲ့ mismatch ဖြစ်နေလို့ အာမိဘစီမှာစုခမ်းအမကြောက်တာတို့အာတခြားသော limiting belief တွေဘာသာရေး belief တွေဖြစ်နေရမျိုးတွေမဖြစ်စေချင်ပါဘူးဘာဖြစ်လဲဆိုလို့ရှိရင်ကိုကကိုဝတ်ချင်တဲ့အင်ဂျီကိုဝယ်လိုက်မှတတောင်းတတာဖြစ်ပြီးပြောမယ် confidence ရှိမယ်လေသူများစိုက်တိုင်းဝယ်လိုက်လို့ရှိရင်ထိတ်တယ်မမွန်ချက်တာဖြစ်သွားတတ်တယ်ပေါ့နော်အဲဒါကိုမိဘကိုခိုင်းတဲ့အင်ဂျီကိုကြိုက်နေရင်တော့ဝတ်ပေါ့အာကိုကြိုက်နေရမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုဒီမိဘကိုလည်းလေးစားလို့တော့ရပါရဲ့ပြီးတော့ကိုအကြိုက်ကိုကိုလည်း ဝတ်ခွင့်ရှိပါတယ်။အာအဲ့တော့ဘသူကမှမရွေးချယ်ခင်ဒါလည်းကိုကိုကိုပဲရွေးချယ်လိုက်တာပါပဲ။ဒါအောင်ဆိုလို့ရှိရင်တော့ဘသူကမှမရွေးချယ်ခင်ကိုကိုကိုရွေးချယ်ပါဆိုရဲစကားလုံးလေးကိုတော်တော်လေးတော့နားလည်သားလောက်ပြီးထင်ပါတယ်။အဓိကကတော့ကိုယ့်ရဲ့အသွင်စိတ်ကိုယ့်ရဲ့ inner voice နဲ့ကိုကိုကိုရဲ့ဆုံးဖြတ်နိုင်စွမ်းနဲ့ကိုကိုကိုဆုံးဖြတ်တာဖြစ်ပါတယ်။အဲတခါတလေတချို့ကိစ္စတွေကဆုံးဖြတ်လိုက်တဲ့အရာအပေါ်မှာ consequences တွေရောရှိရပေါ့နော်အဲ့ခါကျရင်လည်းအဲ့ consequences တွေကို resilient ရှိရှိသွားနိုင်ဖို့လည်းလိုအပ်ပါတယ် အဲ့တော့ဘသူကမှမမြင်ချင်းကိုကိုကိုရွေးချယ်လိုက်တဲ့အတွက်နဲ့တော့ကို့မှာကဒါ resilience skill ပဲတက်လာမယ်။အာကိုကိုကို leadership သုံးနိုင်တဲ့ skill ပေါ့နော် inner leadership skill ပဲတက်လာပါလိမ့်မယ်။အဲ့တော့ဒါကြောင့်ကိစ္စတိတိလေးတွေကနေစပြီးတော့ဘသူကမှမမြင်ချင်းကို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 ရွေးချယ်ပြီးတော့ကိုကိုကိုဆုံးဖြတ်နိုင်ခြင်းကို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 စံစံခံရင်ဆိုင်နိုင်ခြင်းအပြင် အာဒီ sell off တွေပို့တိုးလာပြီးတော့ကိုယ့်ရဲ့ leadership skill ပို့ပြီးတော့တွတ်တက်လာမယ်ဆိုလည်းသင်ရတော့ယုံကြည်ပါတယ်အဲ့တော့ဘယ်သူမှမမြင်ချင်ခင်ကိုယ့်ကိုယ်ရင်းရင်းချိန်ပါဆိုရက်အာ vlog လေးကတော့ဒီလောက်ပါပဲ link channel လေး link video လေးအပြစ်ကြိုက်တော့တယောက်ချင်းပြန်ရအောင်လဲကျေးဇူးတင်ပါတယ်နောက်တစ် season တစ်တည်း video တစ်စီလောက်မှမလို့ link channel လေးကိုစောင့်မျှော်ပြီးတော့အပြစ်ပါအောင်လို့လည်းဖိတ်ခေါ်လိုက်ပါတယ်နောက်တစ်စီဇန်တစ်တည်း video တစ်တည်းမှာပြန်ဆုံပါမယ်နော်